ဒီစီစဉ်မှာဆိုရင်တော့အမှုပညာလောကမှာမိဘရိတာမကအမရိပါရှောက်လန်းနေတဲ့ဇက်ပိုဇက်ရန်တရုတ်ဆောင်ဘွားကိုဆက်လက်ခံယူထားတဲ့တရုတ်ဆောင်ကင်းကြီးရဲ့အကြောင်းကိုရုတ်တံမှတ်တမ်းအနေနဲ့ MCN သတင်းတောက်ရင်မုံကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဘဝမှာရီမန်းချက်ကြီးကြီးမားမားထားပေမဲ့လေကိုမျော်လင့်ထားသလိုမဖြစ်တဲ့အခါအားငယ်မှုတွေရှိတတ်ကြပါဗျ။ အဲဒီလိုရီမန်းချံမျောလင်းချက်တွေနဲ့ရုပ်ရှင်နဲ့ဗီဒီယိုလောကကိုစတင်ဝင်ရောက်လာခဲ့ပြီးကိုကြရာဆဲဟုတ်ကနေအားမငယ်ဆွဲမလျှော်ပဲပရိသတ်တွေအတွက်ရေမောပျော်ရွှင်ခံစားစေဖို့အတွက်စူးစမ်းတရုပ်ဆောင်နေတဲ့သူတူလည်းရှိပါတယ်သူကတော့ရုပ်ရှင်နဲ့ဗီဒီယိုဟာသာဇက်ဖို့တရုပ်ဆောင်ကင်ကြီးပဲဖြစ်ပါတယ် သူ့ရဲ့မိဘနှပါလုံးကဟိုးအရှင်ဖြူမဲရုပ်ရှင်တွေခေတ်ကတည်းကဇက်ပိုတရုပ်ဆောင်နေရာမှာပါဝင်တရုပ်ဆောင်ခဲ့ရတဲ့သူတွေပါ။သူရဲ့အမတွေကလည်းဗီဒီယိုတိတ်ခွေခေကဆက်ကားတွေမှာဇက်ပိုနေရာတွေကတရုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်တာမို့သူဟာရုပ်ရှင်နဲ့ဗီဒီယိုလောကမှာစိမ့်တဲ့သူတရားမဟုတ်ပေမဲ့လည်းနေရာတစ်ခုနာမည်တစ်ခုရဖို့ရက်တီဖို့ကြိုးစားခဲ့ရတာလည်းဖြစ်ပါတယ်။ နုပညာရဲခြေလန်းစဝင်တာတော့ဒီလိုဘယ်တလန်းညာတလန်းနဲ့စပြီးဝင်တာပေါ့ဟုတ်ပါဘူးဒီလိုပါပဲကျွန်တော်ကရင်းနှုံးကတော့ model လည်းမဟုတ်ပါဘူးဒီလိုပါပဲကျွန်တော်ရဲ BC ချင်းလေးအာဇာနည်နဲ့ပတ်သက်ပြီးတော့တကယ်ချင်းနဲ့ပတ်သက်ရိုက်တာပေါ့နော်ရိုက်ရတာနေပြီးတော့ကျွန်တော် ဒီမှာမင်းမောင်ကုန်းနဲ့အခင်မီမီနောက်ပိုင်းမှာကျွန်တော်တို့အာဇာနည်ကနေပြီးတော့တကယ်ရင်တရားတော့ရှိတယ်ကွာဒီကောင်လည်းအယံဝါသနာပါတယ်မင်းမင်းကားကြီးခေါ်ရိုက်ပေးပါဆိုကျွန်တော်ပြောတော့မင်းမောင်ကုန်းကကျွန်တော်တို့သူကားကြီးမှာခေါ်ရိုက်တယ်ခေါ်ရိုက်ရတဲ့ဒိုက်တာကျော်စောလင်းကားကြီးမှာကျွန်တော်ဆိုက်ရတယ်ရိုက်ပြီးတော့နောက်ပိုင်းမှာဒိုက်တာနောက်ထုံးနဲ့ကျွန်တော်ဆရာကောက်ကွယ်လွန်သွားပါပြီဆရာသမားတွေနဲ့ကြည်ပြင်းလာပြီကျွန်တော်ဒီလော့ကတွေရောက်ခဲ့တာပါနော်အကောင်လုံးကကျွန်တော်ကိုကူညီခဲ့ကြပါတယ်မိခင်ပြားတို့လင်မယားတို့ပါအများကြီးပါကျွန်တော်ဟုတ်ရဲဟော bless ပြင်းရဲ friend ပြင်းဟုတ်တယ် စကားတကားမှာဇက်ပိုးစရံတွေရဲ့ပါဝင်သရုပ်ဆောင်မှုကအထူးကြပါမိမယ်။ဇက်ကားတွေထွက်ရှိတဲ့အခါမှာတော့မင်းသားမင်းသမီးနဲ့ဒရိုက်တာတွေကိုသာလူသိများခဲ့ကြတာပါ။ဇက်ပိုးစရံတွေလူသိမများပေမဲ့လည်းသရုပ်ဆောင်ကင်ကြီးကတော့ကြာရာစရုပ်မှာအကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်ခဲ့တာမို့ပြိတ္တအားပေးမှုရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်။ ဒီမှာအခုဆိုရင်ဒီလောကမှာပြောမယ်ဆိုရင်သွားတဲ့ဟိုတော်တော်များပါတော့မျိုးထဲမှာဒါရိုက်တာတယောက်စကားတစ်ခုကြားပို့ပါတယ်ဒီ35လမ်းမှာဘခွန်ချင်းတိုက်မီအဒါရိုက်တာပဲဆိုတဲ့ဟာမျိုးပေါ့ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်နဲ့ level တန်းနေပေါ့ level တန်းမဟုတ်ရင်တော့မှဒီမျိုးနုပညာလောက်တာတော်တော်များလာပြီဗျလွဲလွဲကူလာပြီပေါ့နော်အရင်တော့ကဆိုရင်ဒီလမ်းကြောင်းတစ်ခုကိုရောက်ဖို့ဆိုတာမလွယ်ဘူးပြအခုခေတ်မှာအရန်လွယ်ကူလာပြီကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့ဝရိယစိုက်တို့ကိုယ့်ရဲ့ ကန်တရားနဲ့ပဲဆိုင်သွားပြီဗျရရမှာအဲ့တော့ကျွန်တော်တို့ဒီအခုလက်ရှိမှာလဲဒီလောက်ကိုလုံနေတယ်ကျွန်တော်ရဲ့ဒါထမင်းစားတဲ့အလုပ်ထမင်းကျူးတဲ့အလုပ်ဆိုတော့ကျွန်တော်တမိုးထားတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီနေရာလေးကိုကျွန်တော်ကတော့ကောင်းထက်ကောင်းကျွန်တော်စူးစမ်းနေကျွန်တော်ဒီအခု sporting ကနေပြီးကျွန်တော်မင်းသားဖြစ်အောင်လည်းမယူရပါဘူးဒီຢာလေးဒီ sporting လောကမှာဟာသာတယုတ်ဆောင်ကင်ကြီးဆိုတဲ့နာမည်ဒီအများနဲ့ရှိနေဖို့တော့ကျွန်တော်စူးစမ်းနေညာလေးကိုအပန်းကြည့်တဲ့ချိန်လေးကအားယူရ45မိနစ်အလုံးစုံတဲ့နာရီပေါ့အဲအဲ့ဒီမှာကျွန်တော်ဒီ ခင်းခင်းနဲ့စားရတာပေါ့နော်အိမ်မှာဆိုတော့အဲ့လိုမျိုးမချက်နိုင်ဘူးအိမ်မှာကျတော့ဟိုမိမခဏရအကြံလေးနဲ့နှွေးပြီးကြွေးရတော့ခဲကြရင်ကိုယ့်အကူချက်စားရတာမျိုးရှိရအောင်နော်ဒီမှာကျတော့ဟိုခင်းရဆက်နေမျိုးတော့ရှိတယ်သူကတယောက်ကိုတကက်ပေါ့အဲဒီတကက်ကိုခင်းနှစ်မျိုးစားလို့ရတယ်သူဖြတ်တန်းလာတဲ့အနုပညာတက်တန်း၁၀နှစ်ကျော်ကာလမှာစကားတွေကိုရိုက်ကူးရင်ကြည်နူးပျော်ရွှင်မှုတွေအခက်အခဲတွေအမှတ်တရတွေနဲ့လည်းပြည့်နေနေကြတာပါ ရိုက်ကွင်းပေါ်မှာအခက်ခဲတွေဆိတ်ရှုပ်စရာတွေနဲ့ကြုံတွေ့ခဲ့ရင်တော့မှဆက်ရုပ်အတိုင်းပြည်ပြောင်းတရုပ်ဆောင်ခဲ့ရလဲဖြစ်ပါတယ်။သူ့ရဲ့တရုပ်ဆောင်မှုတွေရော့ကျသွားခဲ့ရင်သူ့ကိုအားပေးနေတဲ့ပရိသတ်တွေစိတ်ပြတ်သွားမှာကိုဆိုရင်လားကြောင့်အကောင်းဆုံးတရုပ်ဆောင်မှုကိုပဲစိတ်နှစ်ချရတာလဲဖြစ်ပါတယ်။ကျွန်တော်အရင်တော့ဆိုရင်တော့အဲ့အမှတ်မှတ်ရလေးဖြစ်တာကျွန်တော်အဲ rapper နဲ့ rocker ဆိုတော့ချစ်ကြောင်ရံရံပြကြသူများဆိုတော့ writer နောက်ဆုံးနေကျွန်တော်ဆရာရိုက်သွားတာအဲသူအဲ့ကားလေးမှာကျွန်တော်ကတောင်ကြီးရလာတဲ့ patrick ဘက်ထရီဆိုကျွန်တော်ကအဲ့မှာလမ်းလျှောက်တာမျိုးရောက်ဆောင်မျိုးဆိုလာတငငင်းကြီးလာတာပေါ့နော်ဒါတငငင်းကြီးလာကြော်ရအောင်ကဟိုဟိုနေအဲ့အဲ့မှာကျွန်တော်မင်းမောင်ကြီးလာကြော်ရအောင်နဲ့အခုကြော်ကိုနိုင်နဲ့တွေ့တယ်တွေ့သွားတဲ့အခါပေါ့နော်ရပလင်းကိုနောက်ဆုံးကျွန်တော်တွေ့ကျင်တဲ့တငယ်ချင်းကို WhatsApp ခမောင်ကြီးရိုးရိုးခမောင်ကြီးကိုကျွန်တော်ရှောက်လာပြီလေအဲ့မှာမျက်စောမျက်စောအဲ့အဲ့ဒါလေးကကျွန်တော်ရဲ့မှတ်တမ်းလေးတစ်ခုပေါ့နော်ပရိသတ်ကဒါလေးကိုတချို့သိပါတယ်အဲ့ WhatsApp ခမောင်ကြီးရိုးရိုးခမောင်ကြီးဆိုအဲ့အဲ့ဒီဟာလေးကို အမှတ်တရဖြစ်စေပါအဲ့ကတော့ဟုတ်တောင်းရငွေကြေးနဲ့ဖြစ်တယ်တိုင်းရဖြစ်တယ်လေးရိုက်တာဘာညောလေးစားပါလဲဒီမှာကြောက်ကြောက်နေကြတော့ဆက်ပြီးကျွန်တော်တို့အခုဘူးစွာစစ်စင်ရေးဆိုတော့ online စပြင်ရက်ကူးရေးရက်ကူးရေးစားတယ်နော်ရက်ကူးရေးစားပြီးတော့ဒါကသူကနေ့လယ်ပိုင်း lunch ပရိသတ်တွေကသူ့ပအဝင်တရုပ်ဆောင်ထားတဲ့ဇေယုတ်တွေအတိုင်းအပြင်မှာပြန်တွေ့တဲ့အခါပြန်လည်တရုပ်ဆောင်ပြရင်သူ့အနေနဲ့ပျော်ရွှင်ကြည်နှုမှုတွေကိုခံစားခဲ့ရတာပါသူ့ချစ်တဲ့ပရိသတ်တွေကသူ့ကိုချစ်ခင်မှုနဲ့စားနာမှုတွေကသူ့ကို86လောက်လမ်းမဲ့အမှုပညာလမ်းကြောင်းအတွက်အင်အားတွေဖြစ်စေခဲ့တာပါအခုနောက်ပိုင်းဆိုပိုတိလာပြီဗျပိုတိလာဆိုကျွန်တော်အခုဟို မြင့်တို့ဤအများတို့ဤပင်လဲ အဲ့ဒါပြင်းစီရရရမြင့်မြတ်နဲ့ကျွန်တော်ကအဲစင်စာဝင်းကျော်ကမှကျွန်တော်ဝင်းဦးလောက်တာလေအဲဝင်းကျွန်တော်ဝင်းဝါနော်အဲအိုက်ကမှဆိုကျွန်တော်သိရတယ်အဲ့လိုသိတော့ကျွန်တော်ကပြင်မအဲ့လိုလေးနဲ့ကျွန်တော်ကနောက်တဲ့ခါမှာကျွန်တော်လည်းပျော်သွားသူလည်းပျော်လို့နောက်တာလေအဲပရိသတ်ကိုစိတ်ချမ်းသာမှုတစ်ခုပြည့်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့လှုပ်ဆောင်မှုတွေကအောင်မြင်တဲ့အတွက်ကြောင့်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒါကျွန်တော်လှုပ်တာဒီလူကြီးအတန်းပေါင်း56တန်းကျော်မရောက်နေပါသေးဘူးအဲဆုံးတန်းလောက်အောင်ရအောင်လို့ကျွန်တော်လှုပ်ဆောင်မှုကကျွန်တော်စူးစမ်းမှုချင်းတင်ပါတယ် ဇက်ကားတွေမှာမင်းသားမင်းသမီးအတိကကြသလိုဇက်ဖို့ဆရာတွေကလည်းပုံမို့အတိကကြတာမို့သူလိုဆရာဘဝဖျက်လျှောက်ဘဝလူချမ်းဘဝတွေနဲ့အတက်မွေးရတည်နေတဲ့သူတွေကိုလည်းအမလျှော့ပဲစ조사စီစဉ်တဲ့စိတ်တွေရှိနေတာပဲဖြစ်ပါတယ်ဇက်ဖို့ဒီဟာကြတော့တစ်ခါကျရင်ဇက်ဖို့ရာပြောပြမိမယ်လေတစ်ခါကျရင်ဆက်အရာကမင်းသားတော့မင်းသားပဲဒါပေမဲ့မင်းသားဆက်မို့ပဲကျွန်တော်ကြုံမှုတော့ကျွန်တော်ဆက်လိုမျိုးဖြစ်သွားတာမျိုးတွေရှိတယ်ဗျအဲကြတော့ကိုကကို့အပိုင်းကကိုလုံအောင်လုပ်ကြည့်လိုက် ကိုယ်ပိုင်တော့ကိုယ်ပေးတဲ့ character လေးတစ်ခုပေါ့နော်ဒါလေးပဲဖြစ်ကျွန်တော်စကားတကားတစ်ခုဥပမာပြောလိုက်ရင်ပေါ့နော်အဲ့လိုမျိုးလက်လာလက်လက်ပေါ့နော်လက်ဆိုကိုခန့်နဲ့ဆိုရင်ကိုခန့်ဒါကမင်းသားပါကိုခန့်ကကျွန်တော်ဟိုကျွန်တော်လက်ကို တော့ကျွန်တော်ဆုံးသွားတော့ကျွန်တော်ကား accident မျိုးဆုံးသွားတယ်ကျွန်တော်လက်ကသူ့ကိုဝင်ဝင်ဝင်ပြီးတော့ဟိုဟာဖြစ်တယ်ပြီးတော့ကျွန်တော်လုံးသမျှဟာလေကိုခန့်အလွဲလိုက်ဖြစ်တာပေါ့အဲ့တော့အဲ့လိုဟာမျိုးကြရင်ဒါကိုခန့်ကတော့ဒီကားမှာမင်းသားဆက်ရကိုခန့်လည်းပြောပါဒါမင်းဆက် rider တွေပြောတာမင်းမင်းဆက်ဆက်ရဖြစ်သွားတာပေါ့နော်အဲ့အဲ့မျိုးတွေပေါ့အဲ့တော့အဲ့လိုအချိန်မျိုးမှာကိုက sporting ပြီးမယ်ကိုဘက်ကလုံအောင်လုပ်ရတဲ့အကြောင်းချီးတဲ့အခါမှာပြိတ္တလည်းကြိုက်တယ်အားလုံး complete ဖြစ်တယ်အဲ့တော့ကိုကို sporting ဆိုတဲ့ ချုံမတွက်ပါနဲ့စပိုးရင်းကလည်းသူ့နေရာကိုတုံးဝင်ပါနဲ့အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ဟုတ်မသူဒါလည်းပတ်စံလေးတုံးမျိုးဇက်ကားတကားထွက်ရှိလာတဲ့အခါမင်းသားမင်းသမီးတွေပြင်ဇက်ပုတ်ဇယံတွေကလည်းပြိသက်တည်းရဲ့အားပေးတဲ့တန်ကိုနားဆင်ထောင်နေကြတာပါကိုအတက်နိုင်ဆုံးကြိုးစားပုံဖော်နေတဲ့ဇယုတ်တွေအတွက်ပြိသက်တည်းရဲ့အားပေးလက်ကုပ်တန်ဟာဇယံတွေအတွက်တော့အင်အားတစ်ခုဖြစ်စေရဆိုတာကိုသိရှိစေဖို့အတွက် MCN ရုပ်တံမှတ်တမ်းဖြင့်တင်ပြလိုက်ရပါတယ်ရှင်